ငငယ်တော့ငငယ်ချေဦးကိုအသက်30ကျော်မှပြန်တွေ့တော့ခါ ကိုရဲ့ငယ်ချေဦးနဲ့တနေ့ပြန်ဆုံပြီးချက်ချင်းတွေကပြန်ဆပြုမှာလားဒါမှမဟုတ်အမတ်တရားဖြစ်ပဲကြန့်ရှိနေမှာလားဒီနေ့မှာတော့2023ခုနှစ်မှာလူကြိုက်အများဆုံး Romance Drama ကားရီတွေကတကားဖြစ်တဲ့ Past Life ဆိုတဲ့ဇာတ်ကားလေးအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီဇာတ်ကားတွေမှာတော့အဲ့ဒီလိုချက်ချင်းနဲ့လွမ်းချင်းကြားကခန်းစားချက်တွေကိုပေါ်ပေါ်လွင်လွင်ဖော်ပြထားတာပါဇကာကားတို့နိုရာနဲ့ဟေဆောင်တို့ကထာဝရငွေချင်းတွေအဖြစ်နေထိုင်မယ်ဆိုတာကနေစတင်ပါတယ်။သူတို့နှစ်ယောက်ဟာငငယ်လေးတွေကအိန်းနီချင်းဆော့ဘော်ဆော့ဘတ်တွေဖြစ်ပြီးတော်တော်လေးခင်မင်ရင်းနှီးတဲ့ငွေချင်းနှစ်ယောက်ဖြစ်ပါတယ်။သူတို့ရဲ့မိဘတွေကပါမိ သားစုတွေလိုနေထိုင်ခဲ့ကြပြီဒီလိုနဲ့အတူတူကျင်းပလာတဲ့သူတို့နေရာဟာတငယ်ချင်းအဆင့်ထက်ပိုပြီးတယောက်နဲ့တယောက်တိတ်တခိုးလေးကြိတ်သဘောကျခဲ့ကြပါတယ်ဒါပေမဲ့နိုရာရဲ့မိသားစုကအလောကအခွင့်ရေးရရှိဖို့ကိုရီးယားကနေကနေဒါကိုပြောင်းရွှေ့သွားခဲ့တဲ့အတွက်သူတို့နှစ်ဦးကြားမှာအပြန်အလှန်ဆက်ဆံမှုတွေပြတ်တောက်သွားခဲ့ပါတယ်တစ်ဖက်မှာတော့နိုရာနဲ့သူမရဲ့မိသားစုကဘဝအစ်အတွက်အသက်မွေးဝမ်းကြောင်းတစ်ခုကိုစတင်ခဲ့ရပါတယ်နှစ်ပေါင်းတော်ကြာတဲ့အချိန်မှာတော့ဟဲဆောင်းကအွန်လိုင်းပေါ်ကနေနိုရာကိုရှာတွေ့သွားခဲ့ပြီးငငယ်တုန်းကအမှတ်တရတွေကိုပြန်လည်မျှဝေဖို့စတင်ခဲ့ကြပါတယ်သူတို့နှစ်ယောက်ကနေတိုင်းလိုလိုဗီဒီယိုကိုပြ ောကြပြီးတနေ့တာဖြစ်ပြသမျှကိုမျှဝေခဲ့ကြပြီးဟဲဆောင်းကနိုရာကိုတွေ့နိုင်ဖို့အတွက်ညှိနှိုင်းခဲ့ကြပါတယ်။ဒါပေမဲ့ဟဲဆောင်းဟာသူ့အနေနဲ့ Newrock ကိုလိုက်လာဖို့မဖြစ်နိုင်ကြောင်းပြောပြခဲ့ပြီး Nora ကလည်းသူမရဲ့လုပ်ငန်းဟာ Newrock မှာအတိတ်ကြဖြစ်နေပြီးသူမဘွားရဲ့ရှေ့ရည်လေးရှိသေးတာကြောင့်ကိုရီးယားကိုပြန်လာဖို့မဖြစ်နိုင်ကြောင်းပြန်ပြောခဲ့ပါတယ်။ ဒရိုနီယောင်းရဲ့ဆက်ဆံရေးကပြန်လည်အသက်ဝင်လာတဲ့အချိန်မှာပဲနိုရာဟာနယူရောမှာသူမရဲ့နာဂတ်အတွက်အာယုံဆိုင်ချင်ခဲ့တဲ့အတွက်သူတို့နှစ်ယောက်ရဲ့အွန်လိုင်းပေါ်ကဆက်ဆံရေးကိုတခါဆုံးသတ်ခဲ့ရပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့နိုရာဟာနယူရောမှာနေထိုင်ပြီးလက်ထပ်ပြီးတဲ့မျိုးသမီးတယောက်ဖြစ်လာခဲ့ပြီးဟဲဆောင်းကတော့ကိုရီးယားကနေအမေရိကန်ကိုရောက်လာခဲ့ပါတယ်။ဟဲဆောင်းရောက်လာတဲ့အချိန်မှာတော့နိုရာကအာသာဆိုတဲ့စာရေးဆရာနဲ့အိမ်တော်ပြုထားတာပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာချစ်ချင်းအပြန်အလှန်လေးစားမှုတွေနဲ့တည်ဆောက်ထားတဲ့အိမ်တော်ရဲ့အတွေ့အကြုံဖြစ်နေပါပြီ။ဒါပေမဲ့လည်းနိုရာအနေနဲ့ဟဲဆောင်းကိုတွေ့တဲ့အခါမှာတော့အတိတ်ကအမှတ် ရာပေါင်းများစွာကိုပဲပြန်တွေးမိနေပြီးသူတို့နှစ်ယောက်အတွက်မဖြစ်နိုင်တော့တဲ့အခါမိတ်ဆွေတွေဖြစ်ပေနေထိုင်မှုဆုံးဖြတ်ခဲ့ပါတယ်။တနေ့မှာတော့သူတို့နှစ်ယောက်ကလမ်းလျှောက်ထွက်ခဲ့ကြပြီးစကားပြောခဲ့ကြပါတယ်။နှစ်ယောက်လုံးဟာအခုလိုမဖြစ်နိုင်တော့မယ့်အခြေအနေမှာပြန်ဆုံတွေ့ခဲ့ရတဲ့အတွက်ခန်းစားချက်တွေကိုထုံမပြောပဲမျက်လုံးတွေကသာစကားပြောနေခဲ့ပြီးသူတို့နှစ်ယောက်ရဲ့ပျော်ရွှင်စရာကောင်းတဲ့အတိတ်အကြောင်းကိုပြန်စင်းစားနေခဲ့ပါတယ်။သူတို့ကအတိတ်မှာချစ်ခဲ့ကြတယ်၊လိုချင်တတ်မှတ်တဲ့အချစ်မျိုးနဲ့မဟုတ်ပဲဖြူစင်တဲ့အချစ်တွေနဲ့ချစ်ခဲ့ကြတယ်။ဒါပေမဲ့အချစ်ဆိုတာဟာပေါင်းဖက်ဖို့ကံမပါလာတဲ့ချစ်ချင်းမျိုးလေးရှိပါတယ်။တယောက်ကကိုရီးယားမှာ ာတယောက်ကနေဦးရမှာကိုဘွားတဲ့ရုံးကန်ချိုင်းနှလုံးသားထက်အုံနောက်ကိုဦးစားပေးခဲ့ကြရပါတယ်။နောက်ဆုံးဟဲဆောင်ကိုရီးယားကိုမပြောင်းခင်ညမှာနောက်ဆုံးအနေနဲ့အချက်အချောင်းကိုပြန်ပြောပေးခဲ့ကြပြီးဟဲဆောင်ကနိုရာကို ကိုရောဒီဘွားမှာတော့ပေါင်ဖက်ဖို့ကမ္မပါလာချဘူးနော်လို့ပြောခဲ့ပါတယ်။နိုရာကလည်းသူမမှအိမ်တော်ရှိပြီးအာသာနဲ့သူမရဲ့တည်ငြိမ်တဲ့ဘဝလေးကိုလည်းမစွန့်လွှတ်ချင်တာကြောင့်နောက်ဆုံးမှာတော့သူမရဲ့အတိတ်ကအမတ်တရလူတူဖြစ်တဲ့ဟဲဆောင်းကိုပဲစွန့်လွှတ်ခဲ့ရပါတယ်။ဟဲဆောင်းကမထွက်သွားခင်မှာနောက်ဆုံးအနေနဲ့ပြုံးပြခဲ့ပြီးနိုရာကလည်းဝမ်းနည်းစွာနဲ့ပဲပြန်နှုတ်ဆက်ခဲ့ပါတယ်။ဒါကတော့ချစ်ချင်းပြတ်သားတဲ့ဆုံးဖြတ်ချက်မဖြစ်နိုင်တော့တဲ့အိမ်မက်တွေကြားကလူနှစ်ယောက်ရဲ့အဆုံးသတ်ပဲဖြစ်ပါတယ်။တင်လဲတင့်ရဲ့ငယ်ချစ်ဦးကိုလွမ်းနေသေးတယ်ဆိုရင်တော့ဒီဇာကားလေးကိုကြည့်ဖို့အကြံပေးချင်ပါတယ်။